ဒါလေးကတော့ဟိုကျွန်တော်စောစောက definition လေးပြောထားတဲ့ဟာပါเนาะ FOMO ကိုကျွန်တော်ကတော့လူဝယ်တယ်လို့သုံးတယ် fear of missing out တဲ့သူကဈေးတွေတက်နေဈေးတွေတက်နေငါတော့လူပြီအာ SCB က1ဒေါ်လာဖြစ်ပြီမဝယ်လိုက်ဘူးဟာ1ဒေါ်လာ ဖြစ်သွားပြီမဝယ်ပြီသေးပြန်ဟာ3ဒေါ်လာဖြစ်ဟာသွားပြီမင်းမင်းဝယ်မှာပေါ့เนาะမဟုတ်ရင်တော့10ဒေါ်လာဖြစ်သွားတော့မယ်ပေါ့เนาะအဲသူကသွားဝယ်ဝယ်လဲဝယ်ရောစကားစကားစကားစလူတွေရောင်းချလာ စကားစဒီလိုမျိုးပဲလုံးပါပဲလေ तू လုံးမယ်ဆိုရင် ဟုတ်တယ်ဟုတ်အဲ့တော့ဖိုမိုလန့်ဖြန့်ပြီးမဝယ်ပါနဲ့ဒီဒီလိုမျိုးလာနိုင်တယ်လို့ယူဆထားရင်ကိုကဘယ်လိုလုပ်မလဲโอเคဒေါ်လာထဲမှာဒီဒေါ်လာဒီတွေ့ပြီโอเคကျွန်တော်ကျွန်တော်အဲ့ဈေးတွေတော့ကုတ်မလုပ်ကြနဲ့เนาะကျွန်တော်အလွယ်အလွယ်ပြောတာအာဒေါ်လာဈေးတွေ့ပြီဆိုရင်အဲ့အချိန်မှာဘယ်လောက်ဖိုးဝယ်2ဒေါ်လာဖြစ်သွားရင်ဝယ်တာမဝယ်တာအဲ့ဒါပဲဟုတ်တယ် အဲ့ပြီးတဝဲပြီးဆိုရင်လည်းဘလောက်မှရောင်းမလဲအဲ့ဘလောက်ဈေးတက်သွားရင်ရောင်းမလဲဘလောက်ဈေးကျသွားရင်ရောင်းမလဲအရေးကြီးဆုံးကကို့မှာပတ်စံဘလောက်အာသုံးမှာလဲအဲ့ဒီဟာကကိုသုံးပြီးသွားလို့ရှိရင်ဘာမှထပ်ပြီးတော့သုံးเสียမကြံတော့ဘူးဆိုတဲ့အခြေအနေမဖြစ်ဘူးအရေးကြီးတယ်အဥပမာကိုကထားပါတော့နော် SCBC တုတ်ကန်နေဈေးတက်နေတာတွေ့အာကို့မှာလာကုန်ရင်အင်္ဂလာကပေးเสียပတ်စံရှိတယ် နော်အင်္ဂလကပတ်စံပေးရ9000တသိန်းစသည်ဖြင့်ပေါ့တခုခုပေါ့နော်အိမ်အိမ်ကြီးရင်လည်း4 5သိန်း10သိန်းပေါ့အဲ့ဒီပတ်စံကိုယူပြီးတော့ STB တုတ်ကံဝယ်သင့်လားစဉ်းစားကြည့်နော်ကျွန်တော်ပြောရစနေရီယို STB တုတ်ကံဈေးတက်နေပြီအဲ listen လုံးလိုက်တယ်ဒေါ်လာ2ဒေါ်လာပါညာဈေးတက်နေပြီဩဟုတ်တယ်ဩ comment ထဲမှာကျွန်တော်ဖတ်လိုက်တယ် ် SCB မှာ goal လဲဝယ်လို့ရတော့အဲ့ experience ရရှိရ goal ကဈေးတက်တယ်နော်အဲ့အချိန်မှာကိုကကိုရဲ့လာကုန်ရင်နော်နောက်နောက်ရပိုင်းတစ်ပတ်နှစ်ပတ်သုံးပတ်နေရင်သုံးရမယ်ပတ်စံကြီးကိုယူပြီးတော့ဝယ်တင်လာဝယ်တင်မှုနော်ဒါကကိုကတော်လန်ရေးကိုဒီနေရာမှာစေတနာရှိရသူဖြစ်မယ်ကျွန်တော်လုံးဝယုံတယ်ဒီ SCB token ကိုင်းနေနော်ကိုမှမရှိရှိတဲ့ပတ်စံနဲ့ကိုင်းနေတဲ့လူတွေရဲ့တော်လန်ရေးပေါ်မှာထားတဲ့စေတနာကိုကျွန်တော် လုံးဝ question မထုတ်ဘူး ဘာလို့လဲကျွန်တော်ဒါဒီတော်လိုင်းကြီးအတွက်ကို့မှာရှိတဲ့ဟာတွေတက်တော့ပို့ပြီးတော့ပေးခြင်းနဲ့စအဲစိတ်ကူးပို့ပြီးတော့ပေးခြင်းနဲ့စန္ဒရှိတယ်ဆိုတော့ကျွန်တော်ယုံလေးလေးအရင်လေးစားတယ်ဒါပေမဲ့တော်လန်ရေးမှာပါဝင် support လုပ်တဲ့ပုံစံမှားမှာကျွန်တော်ဆိုးတယ်ဒါဆိုရင်ဘာဖြစ်မလဲမလိုလားအပ်တဲ့ stress တွေရမယ်မလိုလားအပ်တဲ့ဟုတ်စိတ်တော့ကတွေရောက်ပြီးတော့တော်လန်ရေးကိုအဖြစ်မြင်မြင်သွားမှာပေါ့လေ တောင်း SCB ကိုအပြည့်ပြင်မြင်တော့မှာပေါ့ဒါမျိုးကိုကျွန်တော်တို့ကကြိုပြီးတော့ရှောင်ရှားနိုင်ဖို့အတွက်ဒီနေရာမှာကျွန်တော်ရှယ်ပေးတာเนาะအဲ့အဲ့လူတွေရဲ့တော်လိုင်းရေးစိတ်ဓာတ်တွေအဲ့လူတွေရဲ့ SDB ကို support လုပ်ချင်တဲ့ဟာတွေကိုမလေးစားလို့เนาะဟိုအတိအမှတ်မပြုလို့ကျွန်တော်ပြောတာမဟုတ်ဘူးဒါကိုတော့ကျွန်တော်ဒီနေရာမှာတခါတည်းဟိုရှင်းပြခြင်းကျွန်တော်ကျွန်တော်နားလည်မှုလွဲသွားမှာဆိုလို့啊ဝယ်မဲ့ဆိုတဲ့အတော့ဘာလို့မဝယ်နဲ့တားနေရလဲပေါ့ကျွန်တော်ကဝယ်သိချင်တာပေါ့ဗျာ SDB SDB အောင်မြင်ရင်တော်လန်ကြီးဘလောက်အကျိုးရှိမယ်ကျွန်တော်လုံနေရတူအတိဆုံးပေါ့ဟုတ်တယ်ဟုတ်ကျွန်တော်တို့ဘလောက်ကူညီနိုင်နေတူကျွန်တော်အမြင်ရဆုံးလူပဲเนาะကျွန်တော်အနီးကပ်မြင်ရတဲ့သူတွေဝယ်စီချင်တာပေါ့ဒါပေမဲ့ဝယ်မယ်လို့ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာမှန်ကန်ဖို့လိုတယ်ခိုင်မာဖို့လိုတယ်ကို့အတွက်ရည်ရှိအကျိုးရှိဖို့လိုတယ်နော်ကို့အဲ့နေရာမှာကို့ပါပါတယ်เนาะကို့ဆိုတာအဲ့ဝယ်ဖို့ဆုံးဖြတ်တဲ့သူကိုယ်တိုင်ပါတယ် SUV တုတ်ကံကိုဒီနေ့ဝယ်လိုက်တယ်မနေ့ကတပတ်ခါမှာအဲ့လူဒုက္ခရောက်သွားတယ်ဆိုတာမျိုးကျွန်တော်အပြစ်ခံလို့မရဘူးဒါကကျွန်တော်တော်လန်ရဲ့ရေရှည်သွားရမယ့်ပုံစံပဲနော်ဒီ SDB တုတ်ကံ listing ဖြစ်တာ ਨੇ ဒီ bridge တွေကရှိလာတယ်ဆိုတာကိုကျွန်တော်ကဒီ call မှာ highlight လုပ်ပေးခြင်းတာနော်အဲ့တော့ဈေးတွေတက်နေတယ်ဆော့ဆော့နော်ဖြီးပြီးရတယ်ဒီလေကျေးဇူးအများကြီးတင်တယ်မှန်တယ်မဝယ်သင့်ဘူးကိုကရပ်ပိုင်းမှာ300မှာ အဲ့ပတ်စံကိုတုံးပြီး SCB သူ့ဟာသူဈေးပဲတက်တက်ဈေးပဲကြကြဝယ်ကိုမွေတင်တာအဲ့အချိန်ဒီမျိုးမှာဝယ်ကိုမွေတင်တာဒီပတ်စံဒီ SCB မှာတုံးရမယ့်ပတ်စံမဟုတ်တယ်လို့ဟိုဂိုးမှာလည်းတုံးရမယ့်ပတ်စံမဟုတ်ဘူး Bitcoin မှာလည်းတုံးရမယ့်ပတ်စံမဟုတ်ဘူးဘယ်မှာမဆိုတုံးရမယ့်ပတ်စံမဟုတ်ဘူးကိုကအဲ့ပတ်စံကိုခဏနေလိုတော့မှာနော် fat fear of missing out FUD အဲ့ဒါကကြတော့ဘာပြောတာလဲဆိုတော့ဈေးတွေကျနေပြီဆိုတော့ကျွန်တော်ဥပမာပေးခဲ့တယ်နော်ဟာဟို ျွန်တော်နာမည်တော့ဥပမာပေးတာပေါ့ထားပါတော့တခြားကိစ္စပေါ့အာ SCB ကတော့ဟိုနော်ပတ်စံတွေကိုမင်းတို့ပတ်စံတွေကိုဟိုကြားဖြန့်လုပ်နေပြီလို့ဘာလို့ဒါမျိုးတွေပြောမှာပေါ့လေနော်အာအဲ့ဟာအဲ့ message ကြီးနဲ့တစ်ဖက်မှာနော် token ကိုလည်းတို့ကအရင်ဝင်ဝယ်ထားမှာပေါ့ဘာလို့ဆိုဒါမှဈေးချလို့ရမှာလေ token ကိုရင်ဝယ်ထားလိုက်မယ်အဲ့တော့ SCB ကစီတုတ်ကန်ဈေးတက်သွားမယ်ပြီးတော့တစ်ဖက်မှာ SCB ကိုမကောင်းသတင်းတစ်ခုလွှင့်လိုက်မယ် အစီပြဟိုဟာကြီးလုံနေပြီဒီဟာကြီးလုံနေပြီပြီးလဲပြီးတော့အဲ့တိုကန်ကိုရောင်းလိုက်သူတို့ဘာကိုဂျိုပြီးတော့တွတ်ထားပြီးတော့ညှော်လိနေလဲဆိုတော့အာ SDB တိုကန်ကင်တဲ့လူတွေကလည်းကြောက်ကြောက်လန့်လန့်နဲ့ဝင်လာပြီးရောင်းမယ်ဆိုရင်မဖြစ်မလဲစီရထက်ကြအောင်အထက်ကြရင်ဟာသူတို့ပြောတာကြီးအမှန်သူဖြစ်သွားပြီးတော့ဈေးကိုကျတဲ့ကြအောင်သူတို့တွန်းဖို့စီစစ်မှာပေါ့နော်ဒါဒီဟိုခရစ်ပတိုလောကမှာလုံနေတဲ့ လုံနေလုံစားနေကြတဲ့ဟိုပုံမြင်နေပဲကျွန်တော်တို့ခရစ်တိုလောကမှာအနေကြိုင်းလို့ဒါမျိုးခဏခဏမြင်ပြီးသွားပြီမဆန်းတော့ဘူးအခုချိန်မြင်အခုချိန် Bitcoin သာတသိန်းရနေ9000ကျသွားရင်ကျွန်တော်အနေနဲ့မဆန်းဘူးကျွန်တော်အဲ့ဒါကိုပုံဖြစ်မဖြစ်နိုင်တဲ့အခြေအနေလို့ကျွန်တော်မယူဆထားဘူးအဲ့ဒီတော့ကျွန်တော်ရဲ့ Bitcoin ဝယ်တဲ့ဆုံးဖြတ်ချက်ကခိုက်မာတယ်9000ကျသွားရင်ထပ်ဝယ်မှာကျွန်တော် ကျွန်တော်တသိန်းမှာကျွန်တော်တသိန်းမို့ဝင်တကွိုင်ရရင်9000ကျရင်ကျွန်တော်2ကွိုင်တောင်ရတာပို့တော့ဝယ်ဦးမှာဟုတ်တယ်ဟုတ်ဆိုတော့ဒါဒီဆုံးကိုယ့်ရဲ့ဆုံးဖြတ်ချက်ခိုင်မာဖို့လိုတယ်ဆိုတော့ထပ်ပြီးတော့ highlight လုပ်တာဖြစ်တယ်တော့ကျွန်တော် risk ကိုလည်းအဲကျွန်တော်အဓိက bar risk တွေရှိတယ်ဆိုတော့ပြောချင်တာပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်နဲ့အတူဒီမှာနားထောင်ဆွေးနွေးတဲ့သူတွေကကိုယ့်ရဲ့ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ဟို STB တုတ်ကန်ကိုင်းနေနေဆိုရင်ဘသူပါလို့လို့ကျွန်တော်တို့ဘာမှကြူဆိုင်ဆရာမလို့ရေရှည်မှာเนาะရေတူတရက်နှစ်ရက်နှစ်မိနစ်သုံးမိနစ်သေးကြရင်ကြာမှာပဲဒါဒီဖြစ်လိဖြစ်တာရှိရဲ့ပုံစံတစ်ခုပဲဖြစ်တယ်ဒါပေမဲ့နောက်တစ်နှစ်နေနောက်၁၀နှစ်နေဘာဖြစ်နိုင်မလဲဆိုတာကျွန်တော်အကုန်လုံးယုံကြည်ပြီးတော့တည်ထားမယ်ဆိုရင်เนาะရေတူမှာလာပြီးတော့ကိုဟိုတိုက်ခိုက်တာဒီကိုကတုံတုံမလုပ်တဲ့လူတွေဖြစ်သွားရင် တိုက်ခိုက်တဲ့လူမောဝိုင်းရက်သွားလိမ့်မယ်နော်သူကသူတိုက်ခိုက်တဲ့အာပတ်စံတွေကုန်သွားရင်သူကသူရက်သွားလိမ့်မယ်နော်ဒါမျိုးလုပ်တယ်ဆိုတော့လေသူတို့ resource အများကြီးတုံးရတာ